ဒီနေ့မှာတော့ဘောလုံးလောကရဲ့ထူးခြားပြီးအမရရာကောင်းတဲ့ကစားသမားတဝူးချောင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။သူဟာပရီးမီးယားလိတမိုင်းတစ်လျှောက်မှာအားလုံးရဲ့အိုင်အွန်ဆိုင်ကူကိုအပြင်းအထန်ဆုံးယာယူနိုင်ခဲ့တဲ့လက်ပြပြင်တစ်ပါးပဲဖြစ်ပါတယ်။သူကတော့ရိုဝီဒီလက်ပဲဖြစ်ပါရဲ့ခင်ဗျာ။ဖူဘောကရစီမြန်မာကိုအားပေးနေကြတော့ပိတ်တဲ့အားလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာတော့ ပရီးမီးယားလိမှာလက်ပြပြင်းတပါဖြစ်ခဲ့တဲ့ရိုဝီဒီလက်ဆိုတဲ့ကစားသမားတယောက်အကြောင်းပဲဖြစ်ပါရခင်ဗျာကျွန်တော်လည်းဒီလိုလိုက်ပါနားထောင်ပေးကြပါအောင်ခင်ဗျာဒီလက်ကိုပရိသတ်တွေမှတ်ရနေစေတာကတော့2008ခုနှစ်တူရီပူးရဲ့လက်ထက်စတုတ်စီးတီးတင်းတဲ့သူဖြစ်ပါတယ်2008ခုနှစ်မှာ Stoke City တင်းဟာ Premier League ကိုတန်တက်လာခဲ့ပြီးအသင်းရဲ့ကစားပုံဟာရိုးရှင်းပေမဲ့အထူးရောက်ဆုံးဖြစ်ခဲ့ပါတယ်။ဒီလက်ရဲ့လက်ပြဘော်တွေကိုဘောလုံးလောကမှာဒီလက် Rocket လို့ ခေါ်ထွင်ခဲ့ကြပါတယ်ပုံမှန်အဖြစ်လက်ပစ်ဘောဆိုတာကစားပွဲတွေကိုပြန်ဆဖို့တတ်တတ်ပါပဲဒါပေမဲ့ဒီလက်ပစ်ခဲ့တဲ့ဘောလုံးတွေဟာတောက်ကံဘောထက်တောင်ပုံမပြင်းဆန်းမြန်ဆန်ပြီးဂိုးအေရီယာထဲသို့တန်းတမမက်ကျရောက်ခဲ့တာပဲဖြစ်ပါတယ်သူရဲ့ဂူညီနဲ့စတိုက်စီတီဟာဂိုးတွေများစွာတင်းယူနိုင်ခဲ့ပါတယ်ပြန်ပဲတွင်တည်းရဲ့နီးပြားတွေဟာသူတို့ရဲ့ကစားသမားတွေကိုလက်ပစ်ကောကာကယ်နီးကိုတီးကြလေ့ကျင့်ပေးရတဲ့အထိဒီလက်ဟာအန္တရာယ်ကြီးမားခဲ့ပါတယ်။ ဒီလဟာအင်္ဂလန်နိုင်ငံမှာဝေဖောက်ပေမဲ့အိုင်ယာလန်နိုင်ငံသားဖြစ်ပြီးအိုင်ယာလန်အတွက်ဆက်တပွဲကစားခဲ့ပါတယ်။ဒီလဟာဒါဘီကောင်တီတင်းမှာခြေစမ်းပြကစားခြင်းကြောင့်2000ခုနှစ်မှာပေါင်လေးတန်းနဲ့ဆောက်တတန်တင်းကိုရောက်ရှိခဲ့ပါတယ်။ဆောက်တတန်တင်းနဲ့တူ Africa Final ကိုတက်ရောက်ကစားခဲ့ပါတယ်။ဒီလဟာ2009ခုနှစ်မှာ Stoke City နဲ့အတင်း Premier League ကိုတန်းတက်လာခဲ့ပါတယ်။2009ခုနှစ်2013ခုနှစ် ကာလာရီယာသူ့ရဲ့အောင်မြင်ဆုံးချိန်လည်းဖြစ်ပါတယ်။သူ့ရဲ့စံဆောင်ရေးဟာလက်ပြပေါ်တက်တက်မဟုတ်ပဲကွင်းလေတလျှောက်မှာမမောမပန်းအပြေးလွှားကစားတတ်တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။အတင်းစိတ်တဲ့အပြေးဝါရှိတဲ့ကစားသမားတစ်ဦးဖြစ်သူနီးပြားတွေရဲ့ချစ်ခင်မှုကိုရရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ဒီလည်းရဲ့လက်ပြပေါ်တွေကြောင့်ဘောလုံးလောကနာဆာလောင်မှုတွေအံ့ဩမှုတွေများစွာဖြစ်ခဲ့ပါတယ်။တချို့ဒီပြားတွေက ဘောလုံးမြန်ဆန်မှုနှုန်းကိုစစ်ဆေးဖို့တောင်းဆိုခဲ့ကြပါတယ်။အာဆင်ဝင်းကားလိုနီးပြကြီးကတော့ဒီလိုက်လိုမျိုးလက်ပြဘောကိုပိတ်ပင်မှု ဥပဒေတောင်ပြောင်းသင့်တယ်လို့မှတ်ချက်ပေးခဲ့မှုပါတယ်။ဒါဟာဒီလရဲ့စွမ်းရည်ဟာဘလောက်တောင်ထူးခြားပြီးကြီးမားတဲ့တက်ရောက်မှု ရှိနေလဲဆိုတာကိုပြသနေခဲ့တာပဲဖြစ်ပါတယ်။ဒီလဟာ2014ခုနှစ်မှာဘောလုံးသမားဘဝမှာအနာယူခဲ့ပြီးရိုဘီဒီလဟာဘောလုံးလောကနဲ့မကင်းခဲ့ပါဘူး။သူဟာဒါဘီကောင်စီတင်းနဲ့စတုတ်စီးတီတင်းတို့မှာလက်ထောက်နီးပြအဖြစ် အတွေ့အကြုံကိုဆက်လက်ရယူခဲ့ပါတယ်။ပိုပြီးစိတ်ဝင်စားကြကောင်းတာတစ်ခုကတော့ ီလက်ရဲ့အမွေနှစ်ဟာခွေးထဲမှာဆက်လက်ရှင်သန်နေတာပဲဖြစ်ပါတယ်။ဒီလက်ဟာဘောလုံးသမားတိုင်းလိုဂိုးနှင်းဆက်ကြီးမဟုတ်ခင်မဲ့ သူရဲ့အတင်းအတွက်အနိုင်ရစေနိုင်တဲ့လက်နက်တစ်ခုရှိနေခဲ့ပါတယ်။ရိုရှင်တဲ့အားကစားနီးစနစ်တစ်ခုကိုအထူးရောက်ဆုံးအသုံးပြုပြီးပြိုင်ဘက်ကိုအိမ်မဆိုးဖြစ်စေခဲ့သူတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ဒီလက်ဟာခေတ်တဘောလုံးလောကမှာသူ့ရဲ့ထူးခြားတဲ့အရေးချင်းတစ်ခုနဲ့တင်ဂန္ဓဝင်ဖြစ်ခဲ့တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။သူ့ရဲ့လက်ပစ်ဘော်ဒီကိုဘယ်တော့မှမမေ့နိုင်ပါဘူး။သူဟာရိုရှင်တဲ့အားကစားပွဲတစ်ခုကိုပင် ကြည်လွန်မွားနိုင်တဲ့အမှုပညာတစ်ခုဖြစ်ပြောင်းလဲနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။နားဆင်ပေးကြတော့ပိတ်တဲ့အားလုံးကိုကျေးဇူးထူးတင်ရှိပါရခင်ဗျာ။နောက်တဲ့တစ်ပုဒ်အပြည့်ဘယ်ကစားသမားရဲ့အကြောင်းလေးကိုတင်ဆက်သွားမယ်ဆိုတာသိရအောင်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကူညီပေးကြပါအောင်ခင်ဗျာ။ note လေးလည်းနှိပ်ထားပြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးထူးတင်ရှိပါရခင်ဗျာ။ဒါလက်ပါတော့နေလေးဖြစ်ကြပါစေခင်ဗျာ။